မြေပြင်အကြောင်းအရာတွေကဥပမာတိနေတယ်နေ့စဉ်နဲ့ညတိနေတယ်ဘယ်နေရာမှာဘလို့တိုက်ပွဲတွေပေါ်ဆောင်နေဆိုအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ချင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် တော်လှန်ရေးဟာအလဲပိုက်တိုင်းစစ်စင်ရေးကိုစနစ်တကျနဲ့မဖော်ဆောင်နိုင်သူရေးတို့တော်လှန်ရေးဟာပြီးမောက်ဖို့ဆိုတာမလိုဘူးသူကအလဲပိုက်တိုင်းစစ်စင်ရေးဩအညာဆိုတော့လဲပိုက်တိုင်းစစ်တေဆိုထုံးတယ်တိုင်းပေါ့နော်နေပြီးတော့မန္တလေးစကိုင်းစသည်ပေါ့ဒီနေအကောင်တို့ဒီစစ်စင်ရေးကိုစနစ်တကျနဲ့မဖော်ဆောင်နိုင်သေးသမျှကာလပတ်လုံးတို့တော်လှန်ရေးဟာလွယ်လင်းတကူပြီးမောက်ဖို့မလွယ်ဘူးတက်ဆိုင်ရတက်ဆိုင်ရပြည်နယ်တွေမှာစစ်စင်ရေးတွေဆောင်ရွက်နေတယ် ဒါမှန်တယ်ဒါအထူးပြောနေကြမလို့ဘယ်ပြည်နယ်မှာဘယ်ဒေသမှာဘယ်နေရာမှာစစ်စင်ရေးဆောင်ရွက်ဆောင်ရွက်တို့နွေဦးတော်လိုက်အဖွဲ့တွေရှိနေတယ်ပါဝင် ဆောင်ရွက်နေတယ်ဆိုတာလည်းအထူးပြောနေကြမလို့အားလုံးသိထားပြီသားအဲ့ဒါတို့တော့အဲ့ဒါကြီးအားလုံးကသက်ဆိုင်ရာရခိုင်ပြည်နယ်ဆိုရခိုင်ပြည်နယ်ချင်းပြည်နယ်ဆိုချင်းပြည်နယ်စသည်ပေါ့နော်သက်ဆိုင်ရာပြည်နယ်ဒီမှာပေါ်ဆောင်တဲ့စစ်စင်ရေးတွေဖြစ်တယ်ဆိုအလဲပိုင်းတိုင်းစစ်စင်ရေးကိုအဲ့ဒီပြည်နယ်တွေမှာဆောင်ရွက်နေတဲ့စစ်စင်ရေးကဲ့သို့ စနစ်တကျနဲ့မတော်နိုင်သေးဘူးဆိုရင်မတော်နိုင်သေးသမျှကာလပတ်လုံးသူ့ຫນွေဦးတော်ဆိုင်ကြီးကပြင်းပြဖို့ကမလွယ်ဘူးတန်နဘတ်တစ်ချက်ဒါဥလို့ဒါဒါဥလို့သိချင်ကြနည်းဖြစ်တယ်ဆိုတော့နောက်တစ်ချက်ကအလဲပိုက်တန်းစစ်စင်ရေးမှာဥလို့ကစဉ်းစားချက်ကနှစ်မျိုးရှိတာပေါ့နော်တစ်ခုကဘိုဟိုစစ်စင်ရေးပေါ့နော်ဘိုကနေဘိုကနေပြီးကြီးကြပ်ကုန်ခဲ့တဲ့စစ်စင်ရေးကတော့ဒါ တို့ဘယ်လိုခေါ်ပြည်လုံးကျွတ်စစ်စင်ရေးလို့ခေါ်မှာပေါ့တမီးရဲ့တွတ်တော်ပြည်လုံးကျွတ်စစ်စင်ရေးကြီးမဖော်ဆောင်ခင်မှာတက်ဆိုင်ရာတိုင်းလိုက်တော်၎င်းခရိုင်လိုက်တော်၎င်းစစ်စင်ရေးတွေဟာစနစ်တကျနဲ့စနစ်တကျနဲ့ပြောတာနော်တမီးစနစ်တကျနဲ့ပြောတာအဲ့ဒါတွေကအတိုင်းဆိုလည်းပဲတိုင်းဒေသကြီးလိုက်ခုမှသခိုင်းတိုင်းဆိုရင်သခိုင်းတိုင်းနေနဲ့စစ်စင်ရေးတစ်ခုကိုစနစ်တကျနဲ့ဖော်ဆောင်တာโอเคတိုင်းနေနဲ့မဖော်ဆောင်နိုင်သေးဘူးဆိုရင်လည်းပဲဟိုကဇပိုင် ရင်မပင်ခရိုင်စသည်ပေါ့နော်ခရိုင်နေနဲ့တော့လကောက်အဲ့ဒီလိုစနစ်တကျနဲ့ပေါ်ဆောင်နိုင်တဲ့စစ်စင်ရေးတွေပေါ်လာပြီးဟိတ်ဆိုရင်အဲ့လားတမျိုးကောင်းတယ်ဒါတာဦးလို့စဉ်းစားကြည့်ဆိုတော့ခုဦးထင်တဲ့တမီးအဲ့ဒီစစ်စင်ရေးမျိုးတွေကဆိုတာခရိုင်ရှင်းတော့လကောက်မျိုးနယ်ရှင်းတော့လကောက်စစ်စင်ရေးတွေကတော့မြင်းကြံခရိုင်ကနေပြီးတော့စားလိုက်တဲ့စစ်စင်ရေးရမှာတစင်ဟိုတနေ့ကဦးလို့ပြောပြီးသွားပြီနော်အင်းတခြားတခြားတော့အဲ့ဒီလိုစစ်စင်ရေးတွေ ဂျူကြဂျူကြကနေပြီးတော့ကွက်စိတ်ကနေပြီးတော့တဖြည်းဖြည်းနဲ့ပေါ်လာပြီးဟိတ်ဆိုရင်ဒီစစ်စင်ကြီးကဆိုတော့ပြည်လုံးစုစစ်စင်ကြီးကိုခြေဥတည်တဲ့စစ်စင်ကြီးဖြစ်သွားနိုင်ခုဆိုရင်တမိရင်းမပင်ခရိုင်ပလဲမြို့နယ်မှာကြီးမားတဲ့တိုက်ပွဲတွေဖြစ်နေတယ်တရင်ဌာနတွေမှာပပဘူးဒါပေမဲ့ဒီစကားကိုဥဒီညဒီမှာပြောဖို့အတွက်ဥတည်င်းဌာနတွေကိုလိုက်ကြည့်ရကြည့်လိုက်တော့တည်င်းဌာနတစ်ခုမှတွေ့ထားတဲ့အတွက်ကြောင့်ဥကပြောရတယ်။မြေပြင်အကြောင်းအရာတွေကဥကတိနေတယ်နှင်းတင်နေမြတ်တိနေတယ်။ဘယ်နေရာမှာ တို့တိုက်ပွဲတွေပေါ်ဆောင်နေဆိုဥလူကတိနေတယ်တိပေမဲ့လို့တမိနဲ့ကုလူစကားပြောတဲ့ခါမှာဥလူကချပြလို့မရဘူးဖြစ်နေဘာတည်င်းဌာနတွေမှာမပိုင်ဥလူချပြလို့အဆင်မပြေဘူးလေအင်းဟုတ်တယ်အဲ့တော့အဲ့တော့ဦးကဒီညသမီးနဲ့စကားပြောရင်းနဲ့ဆွေးနွေးကျင်တဲ့အတွက်ကြောင့်လိုက်ရှာတော့တွားတွေ့တယ်သမီးအဲ့တွားတွေ့တာလွန်ခဲ့တဲ့၃ရက်လောက်ကတင်ထားတဲ့တည်င်းလေး။ Okay အဲ့ဒါဆိုလေ ဥရတိုက်တယ်လို့ရပြီဒီတည်ထာနာမှာပါတဲ့အတွက်ကြောင့်ငါပြောတယ်ကွာဆိုတဲ့ဟာမျိုးဥရပြောလို့ရတာပေါ့သမီးอ่ะအင်းအင်းဆိုတော့ပြောလို့တဲ့သဘောကပလဲမှာစစ်စင်ရေးတွေမတရားဖြစ်နေတယ်တိုက်ပွဲတွေပြင်းထန်နေတယ်အင်းဆိုရင်အဲ့ဒီပလဲမှာဖြစ်နေတဲ့တိုက်ပွဲရသမီးပလဲမှာရှိနေတဲ့စစ်အင်အားနေမကတက်ဆိုင်ရတက်ဆိုင်ရရင်းမပင်ခရိုင်စသည်ပေါ့ဒီကြားရစစ်ကူတွေကတွားပြီလေသမီး မတော်လို့မှမရလားတစ်ဖက်ကယန္တုကတမန်ငါရှန်ငါဘောဓိဘောဆာယန္တုမဟုတ်ဘူးသမီးရဲ့နမူနာတစ်ခုပြောပြမယ်ဒီနေ့သမီးတည်နေမှတွေ့လိမ့်မယ်ဟုတ်နော်လမပါထောင်းစကဘဲဘဲဘဲဟိုဥမာကင်းကြီးပြင်းနေကသမီးတို့မှတိတ်ထားတာလေမြောက်မြောက်ဆက်မြောက်စကန်းထဲမှာလေတွေ့လားလက်နဲ့ခရမ်းနေရလေအပြစ်တက်ထားတာမတွေ့ဘူးလားတွေ့တယ်သူတို့ကအဲ့လိုမျိုးသမီးရဲ့လက်နဲ့ခရမ်းအပြစ်စုံကြီးနေလေဟုတ်တယ်ဟုတ်တော့ 哎，你伢的路代价开价来看嘛，多百家怎么也？鸡蛋里、鸡蛋里、呃、呃，对呀，那么别人的多带你路、什么一路怎么也？嗯嗯，大家我一路多来看嘛，深也一过，深圳的家破上无数了，哪里巴的怎么？大你呢，深圳也跑上去了呗？人来看呀，我有也得有不上去，啥地方了？哪里有单眼的比如说，深圳这家呢，几家顾客比较多？ 去年你那时候也来吧？去年你也打我，山里家呢季节股改比较多。哎，他妈打你！二七生爷奥嘛？怎么呀？怎么呀？不会，西边人那个东西多变。我嘞，我怕西边没呀奥秘，有没奥秘？有这没嘛奥秘？生爷嘛季节股改没没西边，别让我奥秘，对不对？别生爷有没季节？哎，我四大爷路人对面嘛，特别美。生爷嘛，别生爷没说季节股改没没西边卡拉班罗，别让我没没奥秘。 သမီးဖုံးပတိရှိရလားတိတယ်ဘာပြောလဲသမီးသမီးပုံကြီးကညက်နေလို့အခုစအခုဟာခဏနေသမီးဘက်တလီချာထောက်ထောက်လိုက်မြင်တွေ့လားရပြီလားရပြီလားဦးလေးတွေ့လားရတယ်တွေ့တွေ့တွေ့တော့တွေ့တယ်ပုံကြီးကငုတ်တို့ကြီးထိုင်နေတယ်ဒါရှိတယ်ဦးလေးတယောက်သမီးကလူတွေမှမငုတ်တော့ကြီးထိုင်တာဩသမီးလည်းငုတ်တော့ကြီးထိုင်နေတာလားနားထောင်နေတာကို ဒီတိုင်းမြက်မြက်မြက်ဒီတိုင်းကြီးပဲအဲ့တော့ဒီတိုင်းကြီးရက်ထားတဲ့ပုံစံမျိုးဖြစ်နေနော်အဲထားထားရှိတယ်ဟောအေးအေးโอเคဒါဖြစ်တယ်ဥပုံမဖြစ်ထားလားမသိဘူးနော်ဥပုံမဖြစ်တယ်ထင်တယ်ဟုတ်ပြီဆဆဆူလက်တဘောအဲ့ဒါကိုတိတ်ရေးကြည့်တဲ့သမီးစစ်စစ်ရေးမှန်သမီးဘယ်စစ်စစ်ရေးမစိုးကြီးကြက်ကိုကဲမှုနဲ့စနစ်တကျမသွားဘူးဆိုရင်ဘယ်စစ်စစ်ရေးမှမအောင်မြူဒါကြောင့်မို့ဥကစစ်စစ်ရေးတိုင်းမှာစနစ်တကျနဲ့သွားသိကျင်တယ် အဲ့ဒီလိုသွားကြတဲ့အခါမှာသမီးရဲ့အဲ့လိုသွားနိုင်မှအောင်မြင်မှာပေါ့နော်သမီးနော်ဒါဒါလေးအတူကျုံးပေါ့နော်ဟုတ်တယ်อืมအဲ့တော့အဲ့လိုမှမဟုတ်ဘူးဆိုရင်အဥရတော်လှန်ရေးကဝေးလက်ကြောင်ပတ်ဖြစ်နေမယ်ဒါဆိုရင်အန္တရာယ်ကြီးပါတယ်အန္တရာယ်ကြီးပါတယ်အဲဆိုတော့တည်တည်ချာချာကိုဥရတော်သွားဖို့အတွက်လိုတယ်ဒါကြောင့်မို့အဲ့ဒီစစ်စင်ရေးတွေကဘယ်နေရာစစ်စင်ရေးလဲဆိုတော့ ဥလို့ထပ်ပြောပါမယ်အလဲပိုင်းတိုင်းစစ်စင်ရေးတွေကိုစနစ်တကျနဲ့တွားဖို့အတွက်အချိန်တော့ရောက်လာပြီလို့ဥလို့ဒီလိုစကားကိုပြောခွင့်ပြုပေါ့နော်အချိန်တော့ရောက်လာပြီဆိုတော့ဒီစကားကိုတော့ပြောခွင့်ပြုပါအဲဆိုတော့သက်ဆိုင်တာဝန်ရှိသူတွေကလည်းပဲဒီပေါ်မှာစီရေးစရာရစနစ်တကျနဲ့ဆောင်ရွက်နေမယ်လို့ဥလို့ထင်ပါတယ်အလဲပိုင်းတိုင်းစစ်စင်ရေးမစနိုင်သမျှကာလပတ်လုံးစနစ်တကျနဲ့မဖို့ဆောင်သေးသမျှကာလပတ်လုံးကျင်းတည်တဲ့တမိငွေဥတော်လိုင်းအောင်ဖို့အတွက်မစိမ်းလားနဲ့ဩ တ်မစင်းစားနဲ့ဟုတ်နော်ဟုတ်တယ်ဆိုတော့ဒါဥလို့ဓာတ်ရိုက်ပြောရဲတယ်ဟာလမပါတော့ဓာတ်ရိုက်ပြောရဲတယ်อืมဘာလို့တချို့တချို့တော့ဒီနေဆစ်စင်ရေးတွေဟာတမိလူဦးတော်လိုင်းဒီစုံလုံးဘက်ကိုဥလို့တော်တော်လေးကိုဂျကုတ်ဂျကဲစူးစမ်းနေရတာတွေ့တယ်ဟုတ်တယ်ဟုတ်ဒီနေ့စစ်စီရင်းနေမှာမတရားဖော်ဆောင်နေရတာရှိတယ်စသည်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ့ဒီဟာဒီနဲ့အတူ ဦးလို့အလဲပိုင်းတိုင်းစစ်စင်ရေးကိုစနစ်တကျနဲ့ဖော်ဆောင်နိုင်ပြီဆိုရင်တိတ်တိတ်နဲ့တမိအလဲပိုင်းတိုင်းစစ်စင်ရေးစနစ်ကျတဲ့ဖော်ဆောင်တဲ့အချိန်ကစပြီးတော့အဲ့စစ်စင်ရေးကိုဘယ်တီးသွားမလဲဆိုတော့နေပြည်တော်တီးသွားမှာတမိတော်တီးပဲလေအဲ့ဆောင်နေပြည်တော်တီးသွားမှာအင်းအလဲပိုင်းတိုင်းစစ်စင်ရေးကိုဖွင့်ရမယ်ဟုတ်ပါတယ်ပြင်းနေတာပြောင်းလဲလောက်ရမယ်အဲ့ဒါမှနေပြီးတော့ရောက်မယ်ဟိုအလက်ပတ်တက်ဆိုင်ရတက်ဆိုင်ရပြည်နယ်ဒီမှာပေါ်ဆောင်နေတဲ့စစ်စင်ရေးဟာသူပြည်နယ်စစ်စင်ရေ ်ဆင့်ဟာနေဒီကြော်လွန်ဖို့တက်လို့တဲ့ဒါနံပါတ်၁ချက်ဟုတ်တယ်ဟုတ်တယ်အဲကြောင့်ဒီဒီနေအမြန်တင်လို့ကိုရဖို့အချက်ပဲနဲ့အမြန်ဒီနေလုတ်ပေးကြပါဒီနေဆိုတာလဲအခုတင်ကူရတာပဲဦးလေးစကန်းဆိုရင်လည်းတကယ်တင်လို့ဆင့်ခဏလေးရတာပဲလေရက်နဲ့ပဲရတာပဲအဲ့ဒါပဲအဲ့ဒီချင်းနားနေဒီမှာအဲ့ဒါအဲကြောင့်မို့ပြောတယ်ဟိုဒီနေတခုပဲတင်းမယ်တိုင်းတခုပဲလုတ်မယ်ဆိုရင်အဲ့ဒီအလဲပိုင်းတိုင်းတနင်္ဂနွေလုံးဝိုင်းဝိုင်းပြီးတော့မတိုက်ပေးလို့ဆင့်ပဲတော့မှအနိုင်မှာမဟုတ်ဘူးအဲကြောင့်နေပြီးတော့ပန်းတိုင်အမြန်ဆုံးရောက်စီချင်တယ်နေပြီးတော့အမြန်ဆုံးရောက်စီချင်လို့ဆင့် ပြည်နယ်တွေတိုင်းတွေအမြန်ဆုံးသိမ်းလို့ရဖို့အမြန်ဆုံးအောင်မြင်ဖို့ရောက်တိုင်းစူးစမ်းပြည်သူတွေကတော့ပြည်သူရဲ့တောင်းပေါ်တော့အဆင်မပြတော့သူတို့ထောက်ပံ့ပေးတဲ့လူပေးတာပဲလေဒါမဲ့အာပြတ်တာပေါ်ကတော့ဒီလက်နဲ့ကင်သမားတွေပဲပြတ်တာရမယ်ဦးစီဆောင်တဲ့သူဆောင်ရွက်တဲ့သူကအဲဆိုတော့ဦးတို့ဒါတိတ်ပြီးတော့ဟို ဟိုဘလို့ခေါ်မလဲဆိုရင်လည်းတော့မဆိုလို့ဘူးပေါ့နော်အဲဆိုတော့အလဲပိုင်းတိုင်းစစ်တီကိုဦးလို့ဖော်ဆောင်ဖို့အတွက်အချိန်တခုတော့ရောက်နေပြီဒါဝင်နေတဲ့ဒါနံပါတ်၁ချက်ပေါ့နော်နံပါတ်၂ချက်ကတော့အလဲပိုင်းတိုင်းစစ်စီရေးစပြီးဟိတ်ဆူလန်ဒီပြန်နေအဲစစ်စီရေးဒီနေပြည်တော်ထီကိုတခါတည်းဥပ္ပီပြီးသွားမဲ့စစ်စီရေးဖြစ်တယ်ဆိုတော့ဒါဝင်လည်းပဲတက်ဆိုင်ရာကျွန်တော်တို့ပြည်သူပြည်သားတွေကဒီပေါ်မှာအရေးတကြီးကြီးနဲ့အမြဲတမ်းစောင့်ကြည့်ပြီးတော့ဆောင်ရွက်နေဖို့လိုပါတယ် တော့အဲ့စစ်စင်ကြီးမကြခင်စားတော့မယ်လို့လည်းကျွန်တော်ယုံကြည်တယ်ဗျာအဲ့လောက်တော့ပြောမယ်ဒီစကားကိုကျွန်တော်တို့ဘာကြောင့်ပြောလဲဆိုတော့ကိုမင်းကိုနိုင်ကိုတိုင်းလည်းပဲဒီစကားကိုပြောသလိုကာကွယ်ရေးဝန်ကြီးကိုတိုင်းလည်းပဲဒီစကားပြောတယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ကလည်းပဲဒီစကားကိုပဲကျွန်တော်တို့ကပြောမှာဖြစ်ပါတယ်တက်ဆိုင်ရာတာဝန်ရှိလူကြီးတွေကိုတိုင်းဒီစကားကို၃လေးချိန်တော့ပြောလာပြီဆိုတော့ကျွန်တော်တို့ပြည်သူတွေနေနေရဒီစကားကိုပဲပြောရပါလိမ့်မယ်ပြည်လုံးကျစစ်စင်ရေးစားဖို့တဲ့တက်တက်လေးပဲ ကြံတော့တယ်မကြခင်စားတော့မယ်ပေါ့ဗျာနော်မကြခင်စားတော့မယ်ဘယ်နေ့ပဲရဲလို့တော့ကျွန်တော်တို့ကမသိဘူးကျင်းတည်တယ်အဲ့စစ်စင်ကြီးကိုကျွန်တော်တို့ကစနစ်တကျနဲ့စောင့်ကြည့်ပြီးတော့ပတ်ဖို့ကူညီဖို့လိုတယ်အဲ့တော့အဲ့ပြည်လုံးကျွတ်စစ်စင်ကြီးဆိုတာအလဲပိုင်းတိုင်းစစ်စင်ကြီးပါမတာလင်ပြည်လုံးကျွတ်စစ်စင်ကြီးကိုလို့ခေါ်ဆောင်လို့ဖြစ်မှာဖြစ်တယ်လက်ရှိကရင်ပြည်နယ်မှာဖော်ဆောင်နေတဲ့စစ်စင်ကြီးဒီကရင်ပြည်နယ်စစ်စင်ကြီးပဲဖြစ်နေတယ်ဟုတ်တယ်ရခိုင်ပြည်နယ်ဖော်ဆောင်နေတဲ့စစ်စင်ကြီးရခိုင်ပြည်နယ် စစ်စင်ရေးပဲဖြစ်နေမယ်စသည်ပေါ့နော်အဲ့တော့အလဲပိုင်းတိုင်းစစ်စင်ရေးပါမတာလည်းပြည်လုံးကျွတ်စစ်စင်ရေးလို့ခေါ်ဆောင်ရမှာဖြစ်တယ်အဲ့တော့ပြည်လုံးကျွတ်စစ်စင်ရေးဖော်ဆောင်ဖို့အတွက်ကအလဲပိုင်းဒီအလဲပိုင်းတိုင်းစစ်စင်ရေးဒီမဖြစ်မနေဘူးသွားလောက်ရမှာအဲ့တော့အလဲပိုင်းတိုင်းစစ်စင်ရေးဆက်လာတယ်နဲ့မြားအဲ့စစ်စင်ရေးကဘယ်ကိုရောက်မလဲဆိုတော့မြေပြည်တော်ထိကိုတန်းသွားမယ်စစ်စင်ရေးဆိုတာကိုဒါကိုအားလုံးသိထားဖို့လိုပါတယ်ခွေဝဲစားရေကိုမေကိုပြန်တော့လိုးပါ เนาะบ้ามากูนี่มานายรู้ซิงโกเมกูเมียรอรู้บาคุยรู้ไม่รอบ้ามาหาวเนี่ยด่าคุยเนี่ยหมอเนาะจ้าจ้าปูတော့တာတာကြောင့်မို့ကျွန်တော်ပြည်သူတွေကဒီပေါ်မှာစနစ်တကျနဲ့လိလာတယ်လိလာနေတယ်လို့ကျွန်တော်ယုံကြည်ပါတယ်စနစ်တကျစောင့်ကြည့်နေတယ်လို့ယုံကြည်ပါတယ် စနစ်တကျလေးလာမယ်စနစ်တကျစောင့်ကြည့်မယ်ပြီးရင်စနစ်တကျနဲ့ပံပိုးကူညီသွားမယ်ဒီနေ့ကျွန်တော်တို့တက်တန်ရတခြားတာဝန်ဟိုနေ့လေးနဲ့ကျွန်တော်ဆွေးနွေးကြတယ်ဆွေးနွေးရခါကျအမအသက်50အကျော်ပေါ့နော်အသက်50ကျော်လူတယောက်ကဘာတော့လဲဆိုတော့ကြာရင်ရကျွန်တော်ကတော့လာနေလာပုံနေလာဆက်ဝေပြင်းရှင်းပြီးတော့တိုက်ချင်တဲ့စိတ်ပေါက်လာပြီတဲ့သူကဒီလိုပြောတယ်အင်းတိုက်ချင်တဲ့စိတ်အဲ ါဘယ်လိုခေါ်မလဲအဆရာထက်တန်နေပြီပေါ့ဆရာထက်တန်နေပြီပေါ့သူကတာပြောအဲဆိုတော့ဦးကတော့ပြန်ပြောလိုက်ပါလေခင်ဗျာအဲ့စိတ်မမွေးပါနဲ့လို့မိဖုရားလူတွေအားနာပါလို့ဘာလို့လဲဒီရွယ်ကြီးနဲ့စိတ်မြေပြေမှာသွားပြီးတော့ဟိုနေဖြစ်တယ်လို့လည်းကိုကြောင့်ဝင်တော့ဦးကိုဖြစ်သွားနိုင်တယ်လို့အဲ့တော့ခင်ဗျာဒီမှာငွေရှာပါရတဲ့နည်းနဲ့ထောက်ပံ့ပေးပါကူညီပေးပါဘာဖြစ်လို့လဲဆိုတော့ညီပြင်းမှာ ခင်ဗျားတို့လူမျိုးတွေညောင်များစွာရှိတယ်။သို့တော့ဒီလိုနေရာမှာခင်ဗျားတို့လူမျိုးတွေတိတ်မရှိတဲ့အတွက်ကြောင့်ခင်ဗျားအနေနဲ့မြေပြင်ကိုဆင်းဖို့မစဉ်းစားပါနဲ့အသက်ရွာအရွာဖြစ်လေအဆင်မပြေဘူး။ဒီပေါ်မှာလုံရီကင်ကြီးရတော့လေခင်ဗျားနေရာမှာဘလူးမပူဝင်နိုင်တဲ့ကြောင့်ဒီပေါ်မှာပဲဆက်ပြီးတော့နေပေးပါဆိုပြီးဒါလေးဆွေးနွေးလိုက်ပါသေးတယ်။